ဘန်ဖီကာကိုအကောင်းဆုံးအနိုင်ကျော်ဖြတ်ခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးချယ်ဆီကစားသမား9ယောက်မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှုနဲ့ချယ်ဆီတီဗီကနေအပြောင်းအကျဉ်တော်များအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီနိုင်ပွဲကချယ်ဆီရဲ့စွမ်းဆောင်ရည်ကိုအတော်လေးအားရကျေနပ်မိတယ် ပြီးခဲ့သောဘောလုံးရာသီတွေမှာစိတ်တိုင်းမကြခဲ့သမျှဒီပွဲမှာဟို Chelsea fan တယောက်အနေနဲ့အတော်လေးစိတ်ပျော်ရွှင်ခြေနဲ့မိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်လည်းဒါ Enzo Maresca ရဲ့ဆွမ်းဆောင်ရင်ပိုင်းကိုကျွန်တော်အားရခြေနဲ့မိပါတယ်။ Okay အဲ့တော့ကစားသမား9ယောက်လောက်ကြိုက်တယ်ဆိုပေမဲ့ကျွန်တော် အကြိုက်ဆုံး9ယောက်ကို face လုပ်ပြီးတော့ရွေးချယ်ပေးထားပါတယ်ဒီအကြိုက်9ယောက်ကကျွန်တော်တည်တန်းအကြိုက်ဖြစ်ပါတယ်ကျွန်တော်တို့အမြင်ချင်းတူချင်မှာတော့တူပါလိမ့်မယ် okay အဲ့တော့ကျွန်တော်ကြိုက်တဲ့နံပါတ်9နေရာမှာရှိနေတဲ့ player ကတော့ Romeo Lavea ပါ Lavea rule ဆိုတာအဲ့ဒါ Lavea stop the damn team မှာကစားတဲ့အချိန်ကာလတုန်းကပုံရိပ်တွေကိုမြင်ခဲ့ဘူးမယ်ဆိုရင် Lavea ဒီ ကွင်းလေတမ်ပိုကိုအကောင်းဆုံးထိန်းချောင်းနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတော့အားလုံးနားလေလက်ခံပါလိမ့်မယ်အဲ့တော့တမ်ပိုထိန်းတယ်ဆိုတော့ကျွန်တော်တွေကဗဇက်ကတမ်ပိုထိန်းတယ်တမ်ပိုထိန်းတယ်ရှောက်ပြောနေတာထင်တော့မလွယ်ဘူးကို့အသင်းရဲ့အရှိန်အဟုန်လည်းအကောင်းဆုံးထိန်းရမှာဖြစ်တယ်လို့ပြိုင်ဘက်အသင်းရဲ့နော်တမ်ပိုအတင်ချောက်ကိုလည်းအကောင်းဆုံးထိန်းသိမ်းနိုင်ရမှာဖြစ်ပါတယ်ကို့အသင်းကဟိုတမ်ပိုတွေရှောက်တင်ပြီးတော့နောက်တန်းမှာလိဟာချက်တွေအများကြီးဖြစ်နော်ဒေါင်းကတယ်လို့မျိုးရှိမှာပဲလှရင်နောက်ဖင်ကြီးကပွင့်နေလေအဆင်မပြေဘူး ဒီလိုမျိုးပဲနဲ့တမ်ပိုတွေရော့ပြီးဤလေးဆွဲနေရင်လည်းကြည့်ရတာအပွဲကမကောင်းအဲ့တော့ဒီပလိုင်းမစ်ဖီလ်တယောက်ရဲ့အေးပါအေးရောက်မှုအခန်းကဏ္ဍက အဲ့တန်ဘူအတင်ချနော်ပြိုင်ဘက်အသင်းရဲ့ဟိုအရှိန်ဟုန်ထိန်းနိုင်မှုအဲ့ဒါတွေအရင်ရေးပါတယ်အဲ့ရိုမီယိုလေဗယာဒီဘန်ဖီကာနဲ့ပွဲတင်မွိုင်ဆက်စကိုက်စရိုကြိုက်တယ်လို့ကစားပလိစေဘောဝင်နေလို့မလားဘောကယ်ရင်းလို့မလား तू ကခိုက်စီတို့ရဲ့နောက်မှာတခါလေကြာရင် ရှေ့မှာအကောင်းဆုံးအသင်းရဲ့ကွင်းလေဟန်ချက်ကိုထိမ့်ပြီးသွားနိုင်ခဲ့တယ် तू ပါခဲ့တဲ့အတွက်ကြောင့်ဒီဘန်ဖီကာအသင်းရဲ့ကွင်းလေစုဖွဲ့မှု များပေမဲ့ ်ချက်စီကပို့ပြီးတော့ကွင်းလက်ကစားမှုပိုင်းအตาရခဲ့ပါတယ်အဲ့ဒါကြောင့်တကွင်းလုံးခြုံပြီးတော့ပွဲဖက်အားကောင်းတဲ့ရိုမီယိုလက်ဗီယာကိုဒီနေ့ပွဲထဲမှာကျွန်တော်ကတော့အကြိုက်ဆုံးနံပါတ်5အဖြစ်ရွေးပေးလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်အကြိုက်ဆုံးနံပါတ်6နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲထဲမှာလှလပပ free kick တွင်းကိုတကူတွင်းယူပြီးသွားခဲ့တဲ့ captain Reece James ဖြစ်ပါတယ် Reece James ဆိုတာလည်းဒါပဲ ။တရားပြဿနာမရရင် ကျွန်တော်တွေက James ပေါ်မှာဘယ်တော့ခါမှစိုးရိမ်စိတ်မရှိဘူး။စိုးစင်းမြစိုးရိမ်စိတ်မရှိဘူးဗျာ။တရားမရရင်ပြောတာ။တရားပြဿနာတွေရနေလို့သာကျွန်တော်တွေကစိတ်ပြက်တာ။ဟာရောင်းရင်လည်းရောင်းလိုက်ပါတော့တော်ပါတော့ပြောကြတာ။ဟုတ်တယ်လေသူရဲ့တရားပြဿနာကလည်းကြောက်ဖို့လက်မှုကောင်းအောင်ကိုရခဲ့တာ哦။အဲ့တော့ဒီနေ့ပွဲစဉ်မှာ Reece James ကတော့ Fitness PP နဲ့ကစားသွားခဲ့တယ်။ပြီးခဲ့တဲ့ဘောလုံးရာသီမှာတရားပြဿနာရပြီးနောက်ပိုင်းကစားတဲ့ပွဲစဉ်တွေကျွန်တော်အားမရဘူးဗျာ။သူ Fitness မပြည့်တဲ့ပုံစံမျိုးကစားနေရတယ်။အရင် Reece James ပုံစံမျိုးမမြင်ခဲ့ရဘူး။တော်တော်ဒီနေ့ ပွဲစဉ်မှာအဲ၃ယောက်တန်းခန်စစ်တန်းကစားတဲ့ပုံတံမှာအရင် reach chain လိုမျိုး PP ပြင်းပြင်းကစားပေးနိုင်ခဲ့တယ်။ Lavine Goes CCB, LCB, Barrier Shine, RCB နေရာမှာ reshame ဖြစ်ပါတယ်အဲ့တော့ reese james ကရှစ်တိအရင်မတက်ဘူးဆိုရင်လည်း၃ရောက်တန်းခန်းစစ်မှာ thomas tuchel လက်ထက်ကလေးကကစားဘူးတဲ့အတွေ့အကြုံရှိခဲ့တဲ့အတွက်ကြောင့်အကောင်းဆုံးကစားပေးနိုင်ခဲ့တဲ့အသင်းကိုဦးစီးဦးဆောင်မှုပြုနိုင်ခဲ့တဲ့ဒီ free kick ကန်သွင်းသွားတဲ့ goal ကလည်းသူရည်ရွယ်ချက်ရှိရှိနဲ့ကန်သွင်းသွားတာတချို့ကန်သွင်းချက်တွေဆိုရင် bro ရဲ့ရည်ရွယ်ချက်မပါဘဲမထင်မှတ်ဘဲ goal ဝင်သွားတာရှိတယ်သို့တော့ reese james ရဲ့မျက်နှာအမူအရာနဲ့ သူ့ခြေထောက်လားရောကြည့်ကြည့်ပါအဲ့ဒီဂိုးပေါက်ဘီနာချစ်ချင်းလေးဘောလုံးတစ်လုံးသာနေရာကိုကန်သွင်းယူမဲ့ယူရချက်ပါအောင်ပါပါအဲ့တော့ဒီနေ့ပွဲတွေမှာကျွန်တော်တို့ကတော့ကပတိန်ရီစ်ဂျိမ်းစ်ကိုမချိုက်ဖ ೇನೆ တော့မနေပါဘူးအဲ့ဒါကြောင့်အချိုက်ဆုံးနံပါတ်၄နေရာမှာ ရွေးပေးတာပါခင်ဗျာကဲကျွန်တော်ကြိုက်ဆုံးနံပါတ်3နေရာမှာရှိနေတဲ့သူကတော့ဒီနေ့ပွဲတွေမှာအပင်မန်းဆုံးကစားသမားလို့ပြောရမှာပေါ့နော်မာကူကူရေယာဖြစ်ပါတယ်အန်ဒိုမာရက်စ်ကာဒီကူကူရေယာရဲ့အဓိက ability ကိုသိတယ်ဗျာ ူ့ရဲ့ main ability ပေါ့နော်ဘာလဲ stamina တက်လုံဒယ်လာဖွန်တီအနေနဲ့မာကူကူရီးယားရဲ့တက်လုံကိုသိတဲ့အတွက်ကြောင့် Grimaldo တဲ့စာရေးကူကူရီးယားကိုပဲ Euro 2024ပြိုင်ပွဲမှာတုံးသွားတာပါအခုလက်ရှိလဲကူကူရီးယားကိုတုံးနေသေးပါဘာကြောင့်လဲဆိုတော့သူဒီတက်လုံအရန်ကောင်းပြီးတော့မာကုံရှိတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ viewer ဘိုင်းတချို့ ਨੇ ကစားခိုင်းမယ်ဆိုရင်လုံးဝကွက်တီအန်ဝင်နေလို့ပဲဖြစ်ပါတယ်အဲ့တော့ Anzo Morris ကမာကူကူရီးယားရဲ့ဒီစွမ်းဆောင်ရည်ကိုသိတဲ့အတွက်ကြောင့် ရင်တော့ inverted fullback ပုံစံဝင်ကစားခိုင်းနေဒီနေ့ပွဲစဉ်မှာကတော့ inverted fullback ပုံစံထက်စာရင် ကိုပါမနဲ့ချိန်ပြီးတော့ကစားသွားခဲ့တယ်ပေါ့နော်။ဒီခါလေးကျရင် AM နေရာသူရောက်သွားတယ်။ဒီခါလေးကျရင်ကျွန်တော်ဝင်းထွက်သွားတယ်။ပါမဘယ်နေရာမှာရှိမလဲ။လီယန်ဒီလက်ပြက်နောက်မှာရှိမလား။လီယန်ဒီလက်ရဲ့ဘေးမှာထွက်နေမလား။ तू ကအဲ့နေရာတွေကိုလိုက်ကြည့်ပြီးတော့လှုပ်ဆော့သွားတာဖြစ်ပါတယ်။နောက်ပါမအနေနဲ့တွဲရမယ့်လူမရှိတဲ့အခါကျရင်မကူကူရီယာပါမရဲ့ဘေးနားမှာအသင့်အနေထားရှိနေပါတယ်။ဒီတို့ကြောင့်ဘန်ဖီကာနဲ့ပွဲမှာချယ်ဆီရဲ့ထိုးဖောက်မှုအများစုဟာ left side နေရာကပိုများခဲ့တာပါ။ဘာကြောင့်လဲဆိုတော့တစ်ဖက်က Reece James ကအဲ့လောက်ထိ overlap မတက်သလို Patro နာဒိုကိုလည်းအများကြီး carry လုပ်ခဲ့တဲ့ကစားသမားမဟုတ်ဘူးကူကူရယာကတော့အဓိကကိုပါမောက်အထောက်ကူဖြစ်စေခဲ့တယ်ကူကူရယာရဲ့လှူအားနှုတ်တွေအများကြီးရှိခဲ့တယ်ကူကူရယာနဲ့ပါမောက်ရဲ့နားလည်မှုတချို့လိုအပ်လို့သာ ွင်းကိုတွေအများကြီးမမြင်ခဲ့ရတာဒါပေမဲ့လည်းဒီထိုးပေါက်မှုအများကြီးမှာပါမာကူကူရီယာတို့ရဲ့တွဲလုံးတွေမြင်တွေ့ခဲ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ကူကူရီယာကိုအကြိုက်ဆုံးနံပါတ်3နေရာမှာရွေးပေးလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ကြဆိုနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ Chelsea တင်းရဲ့ဒီ defensive fly မှာဒုတိယတီယာဂို Silva ဖြစ်လာနိုင်တဲ့ Levine Cowell ပေါ့နော်အဲ့တော့တီယာဂို Silva ကောင်းတဲ့အချိန်ကာလတော့ပုံစံကိုပြောတာ Chelsea ကိုရောက်တဲ့အချိန်မှာတီယာဂို Silva အဲ့လောက်မကောင်းတော့ဘူး AC Milan မှာပိုကျန်းတယ် PSG မှာပိုကျန်းတယ်စသဖြင့်ပေါ့နော်အဲ့တော့ Levine Cowell ရဲ့ ုံတန်းအင်္ဂလန်သားဆိုပေမဲ့ဘော့ပလေးရဲ့အရန်ကောင်းတယ်ဗျဘောလုံးကစားတာတည်တတ်တယ်ကျွန်တော်အဲ့ဒါသဘောကျတာဒလေးတော့နည်းနည်းဖြစ်တယ်တီယာဂိုဆေးဗာတော့ဒလေးမဖြစ်ဘူးဘောလုံးကစားတာတည်တတ်တဲ့အပြင်အရန်တွက်တယ်လဗိုင်းကိုဝဲတာဒီထက်ပိုပြီးနည်းနည်းတွက်မယ်ဆိုရင်တီယာဂိုကြီးချီယာကိုနင်းနိုင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဆိုရင်လည်းလဗိုင်းကိုဝဲ CCB တနေရာမှာကစားတာဘာမှအပြစ်ပြောနေစရာမလိုဘူးအဲ့တော့လဗိုင်းကိုဝဲဒီလိုအနေထားမျိုးဖြစ်သွားအောင် left back ကစားသမားလဗိုင်းကိုဝဲကို CB ကစားသမားအဖြစ်ပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်တကယ်တော့လဗိုင်းကိုဝဲက CB မဟုတ်ဘူးနော် left back ကနေစတင်ထွန်းတောက် ်ခဲ့တာပါ Hatterfield တောင်းမှာတော့ left back ပဲကစားခဲ့ရတာအဲ့နောက်ပိုင်းမှာ Levine Cowell ရဲ့အရက်အမောင်းသူ့ရဲ့ body bit physical appearance ဘောလုံးကစားတဲ့ playing style က CB ကစားသမားတစ်ယောက်နဲ့ပိုလိုက်တဲ့အတွက်ကြောင့်တနည်းအားဖြင့် CCB လို့ခေါ်တဲ့ဘောပလင်းပို့လို့ရတဲ့နေရာမှာလဗိုင်းကိုဝဲရဲ့ကစားဟန်အကွက်တိဖြစ်တဲ့အတွက်ကြောင့်ပုံပြောင်းပေးလိုက်တယ်။အဲ့နောက်ပိုင်းမှာလဗိုင်းကိုဝဲသည်တောင်းရွှေ့ခြေတွေလည်းအများကြီးတက်ခဲ့သလိုဒီကပအဆင့်ကိုတက်လန်းနိုင်ဖို့အတွက်လည်းအသင့်နေတာဖြစ်ခဲ့တယ်။ဒီနေ့ပွဲစဉ်မှာဆို ်လက်ဗိုင်းကိုရဲ့ဘောလုံးကစားတဲ့ပုံစံတွေ aggressive ဖြစ်ဖြစ်အသင်းကိုဦးစီးဦးဆောင်မှုပြုတဲ့ပုံစံတွေကကျွန်တော်အယံအားရတယ်ပနတီပေးလိုက်ရတဲ့အချိန်မှာဒိုင်ယိုဘေးနာပြောတဲ့ဆဲတော်ဆဲတာလားမသိပါဘူးဗျဆဲတာတော့မဟုတ်တော့ပါဘူးဆောင်းဒေါသထွက်ပြီးပြောတဲ့ပုံစံရေးလေကြိုက်တယ်အဲ့ဒါကြောင့်ကျွန်တော်လက်ဗိုင်းကိုရဲ့အကြိုက်ဆုံးနံပါတ်1နေရာမှာရွှေ့ပေးပါတယ်ကျွန်တော်ကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player man of the match player ကတော့ဒီပွဲရဲ့ official man of the match ရသွားတယ်မွာဇက်ကိုင်ဆီရိုဖြစ်ပါတယ်ကိုင်ဆီရိုရဲ့ ဟိုဂုံတည်င်းတွေဂုံဒရက်တွေကတော့တိတ်ပြီးကျွန်တော်ညှို့နေစရာမလိုဘူး။ကိုင်စီရိုဒီချက်သီးခေါ်ဟုတ်ခဲ့တဲ့ကစားသမားတွေထဲမှာအတော်လေးကိုမှန်ကန်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့ပြောင်းရွှေ့ခြင်းများတဲ့အတွက်ကြောင့်မှကျွန်တော်တွေကအယံမဟိုက်တာ။အော်ဒီပြောင်းရွှေ့ခြင်းနဲ့တော့ဒီလောက်ခြေသွမ်းမျိုးပြန်ရအောင်ရရမယ်ဆိုတဲ့အတွေးမျိုးကဝင်နေတာ哦။ဒါပေမဲ့ပြောင်းရွှေ့ခြင်းကိုဖယ်လိုက်မယ်ဆိုရင်ကိုင်စီရိုတော်တော်ကောင်းတယ်။ဒူဘေဒါဘီခံတဲ့ကစားသမားဖြစ်တယ်။ဒီနေ့ပွဲစဉ်မှာဆိုလည်းဒဏ်ရာပြဿနာအနည်းငယ်ရခဲ့တယ်ဗျာ။ကျွန်တော်ကဒူးတော်တော်ထိသွားရည်ထင်တယ်။ဒါပေမဲ့ဘာမှမဖြစ်ဘူး။အဲ့လိုမျိုးလိမ့်ပိန်လိမ့်ပိန်နဲ့ပြန်ကစားတဲ့ပွဲမျိုးတွေရှစ်မှာအမ များကြီးမြင်ခဲ့ရဘူးတဲ့။တွင်ကိုတကိုဖန်တီးပေးသွားခဲ့တယ်လို့တကွင်းလုံးလည်းလိုက်ပက်ပြီးတော့ကစားပေးသွားခဲ့တယ်။ဘောလုံးကစားရတဲ့ဆိုတာတနီယာနဲ့တနီယာမိခိုးနေတာဖြစ်ပါတယ်။ Moises Kais တို့ရှေ့ထိရောက်အောင်အဲ့လိုဘောလုံးလိုက်ကစားနိုင်တာဒီနောက်က Romeo Lavey ဟာရှိလို့ပါခင်ဗျ။အဲ့တော့ဒီနေ့ပွဲစဉ်မှာလုံအောင် on fire ဖြစ်ခဲ့တယ်။ Moises Kais တို့တော့ကျွန်တော်အကြိုက်ဆုံး number 1 man of the match အဖြစ်ရွေးပေးနေပဲ။ဗီဒီယိုဒီမှာနားချင်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။